ထန်ထန်တုံးနဲ့ထန်ထန်ရေပေးရဘူးကြိုက်ကြပဲကြိုက်ဟာကိုလည်းယောက်ျားပဲကြိုက်အားလုံးပဲမင်္ဂလာပါဆက်မကြည့်စုပါတယ်မင်းစံဒီနေ့ကတော့ဒီပိုတက်တိုလေးကိုအမ်ဒီရှမ်ပီမျိုးပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မျိုးမှာတော့မဟုတ်ပါဘူးကျွန်တော်မိမမျိုးမှာဖြစ်ပါတယ်နော်မျိုးပြလိုက်အဲ့တော့ဒီပိုတက်တိုမဟုတ်ဒီပိုတက်တိုဟာဟဲ့တလမောမနာမနေဝိုင်းတလုံးပို့အဲ့တော့ဒီပိုတက်တိုကဘယ်မှာရှိရလဲဆိုတော့မက်ကင်လမ်းမှာရှိပါတယ်မက်ကင်မက်ကင်ရှိပါတော့ဒီလားမက်ကင်ရှိပါ ာတမာဒိဋ္ဌိတမာတင်ကပဟဲ့အဲ့ဒီမက်ကင်လန်နေမှာရှိပါတယ်ဒီကြောက်ကုန်းပေါ်နဲ့ရန်ကင်းဒီပိုတိတိုရောက်ပြီဆိုရှင်စားစရာ၃မျိုးရှိမလာထန်ထန်အရင်နဲ့စားမလားမလာထန်ထန်ကိုအတုံးနဲ့စားမလားဒါမလို့ရှင်အကင်စားမလားအကင်ကိုကြောက်တော့မန္တလေးစတိုင်ဘိန်းစီတွေနဲ့မလာမှုန့်နေတယ်ပေါ့နော်မန္တလေးစတိုင်လုပ်ပေးထားတဲ့အတွက်စားလို့ကောင်းတယ်အာသူရဲ့အားသာချက်ကျွန်တော်ကမလာထန်ထန်ကိုအရင်နဲ့စားမယ်ကြောက်မိမမလာထန်ထန်ကိုအတုံးစားမယ်အဲ့တော့အတုံးနဲ့အရင်ရွေးအဲ့တော့ရွှေတုံလေးထည့်မယ် ရလို့တဲ့ဖဲ့မယ်ဒီဝတ်တတော်ဆောက်ကောင်ဒီမှာတက်ဟောဦးကြိုးလေးတက်မယ်ပြင်းလဲသားလေးဖဲ့ဒါကမောက်ချိုက်မောက်ချိုက်ကျေးဇူးပါအော်အတော့မလာထန်တော့ဖြည့်ပဲထန်ထန်တုံးနဲ့ထန်ထန်အရေးပဲဘူးကြိုက်ကြည့်ပါမကြိုက်ဟာကိုလည်းယောက်ျားပဲကြိုက်ရှာကုန်ဒါမှဒါမှဒါမှဟု အနာထိုင်အရင်လေးကိုအရင်မီးကြည့်လိုက်အောင်음စက်က medium ပေါ့နော်1 2 3ရွေးလို့ရတယ်။ဒါပေမဲ့2ကိုရွေးထားတယ်။ဒါဖြင့်ကိုဆက်ရှင်ဒီ number 3ကိုရွေးလိုက်အဲ့လိုပို့ပြီးတော့စာကောင်း။သူ့ဒီမလာထန်အကြောင်းဒီအရေးပါတောက်လို့ရတယ်။အဲ့လိုမျိုးတီးသွားတာပါမျိုးဖြစ်။သူ့အရေးလေးကသူအရိုးပြုတ်ရင်ဝေရိုးပြုတ်ရင်ဒီလိုမှကိုဝတာမစားဆိုရင်ချက်ရိုးပြုတ်ရင်လည်းစားလို့ရပါမယ်နော်။ထန်ထန်အတော့မှကြတော့သူကအဲ့လိုအရွက်လေးပါမှပို့လိုက်တယ်။ 嗯，那我。我能听见。嗯。努力要补餐了。ไปเลยเดี๋ยว นี่ปุปูบเลยเดี๋ยวขนาดนี้ไปเถอะต้องจัดการมาเถอะดีดูซอสก้มเนี่ยแหละมันก้มเนี่ยเลยที่ช่วยจะใช้ในจั่วอะไรหัวมันหน ဟာလာမောက်ချိုက်ကတော့ချားဆိုင်နေမှာလည်းရှိကြတော့ဒါပေမဲ့ဒီပိုတက်တိုမှာဘာထူးခြားသွားလဲဆိုတော့သွက်ဈေးနှုန်းကတင့်တင့် average မှာပေါ့နော်ဒါသူ့ရဲ့အာသာချက်ပြီးနောက်တစ်ခုကကျတော့ဘာလဲဆိုတော့သူ့ရဲ့မာလာ base ကအမှိတ်ကဒီမှာပဲလောက်တာဒါသူ့ရဲ့အာသာချက်ပဲပေါ့နော်နော်တင်းတင်းဝိုင်းခဏကြည့် ွင်းနေကောင်းอ่ะကြာသူကအဲ့လိုမျိုးပြားရည်လေးနဲ့ဒီကြောက်ကြောလေးနဲ့ပေါ့နော်။မချမ်းမရွတ်တကောင်းနေလို့ပြောရလားဒီကွင်းနေကောင်းတိပဲ။ဒီဘက်ကပူပူဆက်ဆက်တွေစားပြီးတော့ဒီဘက်ကဒါလေးနဲ့ကြာရန်လိုက်ပဲ။တမန်လေးတွေညင်ပြီးတော့ပြားရည်လေးနဲ့ဒီအေးလေး။တမန်လေးနဲ့မမွေးလေးနဲ့ပြားရည်လေးနဲ့ကြောက်ကြောလေးနဲ့။ဒီမှာအေးပြီးပုံမှာ။ပြီးဒီဘက်ကဆက်တွေတက်ဆွဲ။ဟော။ ကောင်းတော့အောင်ရရွှေတုတ်အထဲထဲမှာသူက၅ဥလေးပေါ့နော်သူ့ရွှေဥလေးဆိုရင်ဘာလို့မျိုးသူ့ရဲ့၅ဥရောင်ကဖြူပြီးပြဲသွားပါဘူးအဲ့လိုရှိသူ့၅ဥအရောင်ကဘွားဘွားလေးနဲ့ကိုမပြတ်ဘူးရတာလည်းကောင်းအောင်အောင်လေးဘုရားကြိုက်ရအောင်လေးရွှေတုတ်တွေပဲထိုင်စားနော်ခါရွှေတုတ်တွေပဲအပြည့်လေးအင်း ပူတီတို့မှာဗောနမလာတန်တန်တုတ်တို့မလာတန်တန်အရေတို့အပြင်မှာအကင်လေးရအကင်ကျတော့မန္တလေးစတိုင်အကင်လေးအဲ့တော့သူကအာတာကြက်ကဘာဖြစ်မလဲဆိုတော့အာတာကြက်ကကျတော့ဈေးကကျတော့ average တဲမှာသွား mid range တဲမှာသွားအာနေကြက်ကဘာလဲဆိုတော့ဒီမှာအရက်ပြရမရတဲ့အတွက်အပြင်ကနေကိုယ့်ကိုပလင်းနေပေါ်တယ်တွေဘူးတွေယူလာခဲ့လိုက်ပေါ်တယ် charges လည်းမယူရေခဲက free flow ကျွေးပါ ဒီ potato ထဲမှာဆိုရင်သူကကပတ်ကီယာအရှိမနေရရှိရပါတော့အထဲမှာဆို3စီးလောက်ရက်လို့ရတယ်ကွမ်လောင်ချီတို့ ice lemon tea တို့မှာတခြားတရုတ်အေးအေးလည်းရှိတယ်ဆိုတော့ဒါလည်းအစ်စစ်တောက်လို့ရသူဆိုင်နေမယ် potato လို့ပေးတာဘာလို့ potato လို့ပေးလဲဆိုတော့ဒီ potato အလူကျော်ကသူကတော်တော်များများတီးကြတယ်စောက်လည်းကောင်းတယ်ဝက်နေကောင်းတဲ့ထန်ထန်တုတ်ကစောက်ကိုစားမယ် item တစ်ခုပေါ့နော်အဲ့တော့ nutrition အလောက်အလောက်ကြီးစမ်းနေတယ်မှာလေတော့ကြောင့်မိမနဲ့နောက်ခါကျမှတက်ပြီးတော့အများကြီးစားပြအောင်မကြောင့်မိမနောက်ဆုံးငင်းတဲ့ဒီအာလူလေးကိုအာပတိရှောင်တီစားပြမှာဖြစ်ပါတယ်ဟာ